အခုတော့ကျွန်တော်က vocal mixing အတွက်လိုအပ်တဲ့ VST plugin တွေကိုပြန်ပြီးမျှဝေသွားမှာဖြစ်ပါတယ်ဗျာ။ပထမတစ်ခုကတော့ neuro ပါဗျာ။သူကတော့ auto tune ပဲပေါ့နော်။ဒီ vocal pitch တွေကိုတသက်ရက်လေးပြန်ဖြစ်လာဖို့အတွက်လုပ်ပေးတဲ့ဟာပေါ့နော်။နောက်တစ်ခုကတော့ DSR ပေါ့နော်။ DSR ကတော့ဒီ vocal တွေရဲ့ဆူးရှတဲ့ high frequency အတန်တွေပေါ့နော်။ sixth pitch အတန်တွေကိုကျွန်တော် smooth အောင်ပြန်ပြီးလုပ်ပေးတဲ့ဟာပေါ့နော်။အဲဒီမှာမြင်ရတဲ့အတိုင်းရော3000နဲ့1200နဲ့ကိုပြန်ပြီးဖိထားတာပေါ့နော်။နောက်တစ်ခါတော့ဒီ vocal EQ လုပ်ဖို့လိုတယ်ပေါ့နော်။အဲဆို EQ ကတော့ track တိုင်းကျွန်တော်လုပ်ဖို့လိုတယ်ဗျာ။ vocal တွေမကောက်ဘူးပေါ့နော်။ ဲ audio track တွေပဲဖြစ်ကြတော့ EQ ကတော့တခြားပြန်လုပ်ပြရအောင်ဓမ္မကတော့ Pro Q4 ပေါ့နော်ကျွန်တော်နှစ်တော်ကြကြာသုံးပစ်ခဲ့တဲ့ EQ ပေါ့နော်အခုလည်းအရင်ကြိုက်တဲ့ EQ လည်းမပါရပေါ့နော်ဒါတော့ Eleven Seventy Six ကိုပြန်ပြီး simulation လုပ်ထားတဲ့ USD Black ကပေါ့နော်သူကတော့ဒီ T-Rex ကထုတ်ထားတဲ့ Black Seventy Six ပါဗျအရင်ကြိုက်တဲ့ compressor ထဲမှာလည်းပါပေါ့နော်သူကတော့ဒါ compressor ဖြစ်ပါတယ်နောက်ထပ်ကတော့ကျွန်တော် EQ ပြတာ compress လုပ်ပြီးနောက်ထပ်ပြန်ပြီးတော့ EQ ပြန်လုပ်တယ်ပေါ့နော်ဒီ EQB1 ရေပေါ့နော် EQB1 ရေကတော့ကျွန်တော် vocal တုံးကလာလေးတွေပြန်ပြီးချိန်တဲ့အခါမှာပေါ့နော်အဲထားပါ တော့အဲ့လို high mic တွေအရင်များနေတာတို့မဟုတ်လို့ရှင်လဲ vocal ထဲမှာ low end တွေရှင်းထုတ်မယ်ဆိုလို့ရှင်တော့ EQB1 အရာတကယ်ကိုလိုအပ်တဲ့ plugin ပါဗျပြီးရင်နောက်ထပ်လိုအပ်မှာ vocal track ကတော့ဒီ API 950A ပေါ့နော်950မှမဟုတ်ပါဘူးတခြား 950B ရောပါလို့လည်းရှိရပါတော့ ဒါပေမဲ့ကျွန်တော် API 950 AR အကြိုက်ဆုံးထဲမှာပါတယ်ဗောနော်သူလဲခုနကလို frequency play တွေပြန်ပြီး boost လုပ်တာနဲ့နေမှာဗောနော်ဒီ vocal တုံးကလာချိန်ဖို့အတွက်ရယ်ပြီးရင်သူ့ရဲ့အတန်ပါဝါဗောနော်ပုံတခြားတခြားပုံမှန် EQ တွေတက်နည်းပိုပြီးပါဝါကောင်းတယ်လို့ခံစားရတယ်ဗောနော်အဲ့တော့ဒီ API 950ကိုလည်းအတန်ပါဝါကောင်းဖို့နဲ့နောက်ထပ်ဒီတုံးကလာချိန်ဖို့အတွက်သုံးပါတယ်ဗျ API 950ပြည့်လို့ရှိရင်တော့ဒီ C4 ပေါ့နော်ဒီကောင်ကတော့ multi-rank compressor ဖြစ်ပါတယ်ပုံမှန်ကျွန်တော်တို့ compress လုပ်တယ်ဆိုရင် audio အတန်အတိုးကျယ်တွေအကုန်လုံးလောက်တာပေါ့နော် multi band compress ကကြတော့ဒီ frequency rate တွေဖွဲ့ပြီးလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီပုံစံမတူတဲ့ frequency တွေကိုပေါ့နော်ကိုကြိုက်တဲ့ပုံစံပြန်ပြီးတော့ smooth နေအောင်လို့ပြန်ချိန်ပြီးဖို့လိုပါတယ်ဗျအဲ့တွက် multi band compressor လိုတယ်ပေါ့နော်ကျွန်တော်တို့က C4 ကတော့အမြဲတမ်းသုံးပြတဲ့ multi band compressor ဖြစ်ပါတယ်ဗျ wave ကထုတ်တာပေါ့နော်နောက်ဆုံးတစ်ခုကတော့ h rider ပေါ့နော် h rider ကတော့ပုံမှန်ကျွန်တော် vocal mixing လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာဒီ automation လေးတွေကျွန်တော်ပြန်ရေးလေးရှိရောနော် vocal မှာ automation လေးတွေနဲ့အတန်း တင်းတာလေးတွေပျော့တာလေးတွေကိုပျောက်သွားတာလေးတွေအနုစိတ်ပေါ့နော်အဖက်တွေအားလုံးကပေါ်ဘူးဖြစ်တယ်ဆိုပေမဲ့လည်းပို့ပြီးကောင်းဖို့ဆိုရင်တော့ကျွန်တော်ပို့ပြီးတက်တက်ရဲ့လုတ်ပေးဖို့လိုတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်က automation နဲ့ပုံမှန် ဆိုရင်လုပ်နေကြမှာเนาะဒါပေမဲ့လည်းဒီမှာပို့ပွား project တွေပို့ပွား track တွေအတွက်ကတော့ကျွန်တော်ဒီ H rider ဆိုတာခုနကကျွန်တော်လုတ်တလူမျိုးသူပြန်လုတ်ပေးနိုင်တဲ့အားရှိပါတယ်ဗျာအမှ vocal rider လည်းရှိတယ်ဒီတရားတော့ H rider ပါเนาะလောဆယ်အစ်စ်ဖြစ်တဲ့တောင်ကျွန်တော်စမ်းသုံးရင်းနဲ့အသုံးကြည့်တာပါเนาะကြိုက်တယ်ပါเนาะဒါကတော့ဒါ vocal အတွက်လိုအပ်တဲ့ USD plugin ကြီးဖြစ်ပါတယ်ဗျာ vocal ရဲ့ main track အတွက်လိုအပ်တာပါเนาะနောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ vocal ကိုဒီလို delay တို့ reverse တို့ပေးရမှာဖြစ်ပါတယ်ဗျာ အခုဒီ project မှာတော့ကျွန်တော်ပေးထားတဲ့ delay ကတော့ဒီ wave ရဲ့ h delay ဖြစ်ပါတယ်ဗျာဒီမှာ pain ပေါင်လေးတွေကျွန်တော်သုံးထားပါတော့เนาะပညာလေးတွေပြေးကျင်တော့ပေါ့เนาะ h delay ပေါ့เนาะပြီးရင်တော့ vocal ကိုကျွန်တော် revert ပေါ့เนาะ revert ကတော့ဒီ vintage band ပေါ့เนาะအတန်ကလာအရမ်းမိုက်တယ်ဗျာအလွမ်းဆွေးသချင်းလေးတွေအတွက်ကတော့ဒီ vocal vintage verse ကတကယ်ကိုလိုက်ပတ်တဲ့ revert တစ်ခုပါဗျာဒါကတော့ဒါ vocal mixing အတွက်လိုအပ်တဲ့ plugin တွေဖြစ်ပါတယ်ဗျာဒီကျွန်တော်ချိန်ထားတဲ့ဟာကိုလည်း final result ချက်နားတော့ဒီပေါ့เนาะ It's been so long I'm trying to be strong, but the strength I have is washing away. It won't be long before I get you by my side and just hold your tears, you squeeze, you tell you what's